လူငယ်တယောက်အနေနဲ့မြန်မာမှုအမှုပညာပေါ်မှာလည်းတံမိုးထားရဲဆိုတဲ့အကြောင်းလေးပဲသိစေချင်တာပါကျွန်တော်မကျွန်တော်မမတောင်းလို့မရတော့ပါဘူးကျွန်တော်မမပေးကြတော့ပါဘူးအဲ့တော့ကျွန်တော်ပဲကြောက်တာပါကျွန်တော်ငငယ်ကလေးကလည်းကြောက်လို့ရှင်တော့မမတောင်းလို့မရှိပါဘူး ါဒါကျွန်တော်ရပထမဆုံးတောင်ရှင်နဲ့ဒါဒီလိုမြန်မာပုံစံအရတော့ဝေဖူးရဲ့ဒါပေမဲ့တောင်ရှင်ဝတ်တာတော့ဒါပထမဆုံးပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဟုတ်ဒီနေ့ကတည်းကဒီတဲ့ပုံများဟုတ်ကဲ့ပါဒီထက်ပုံပြီးအဲ့လိုတော့ပြောတတ်ဘူးပေါ့နော်ဒါပေမဲ့များပါခင်ဗျာဒါပေမဲ့စူးစမ်းနေစေပါအဲ့လိုလည်းများတော့မဟုတ်ပါဘူးချစ်ကြပါကျွန်တော်မြန်မာတန်ကိုတော့ဟိုတကြံတွင်းမှာတော့ကျွန်တော်တို့ရှေ့ကျွန်တော်တို့လောင်ငယ်နှစ်နှစ်လောက်ကရိုက်ခဲတဲ့ခါတော့မီဆိုရဲ့ဇကာအတွက်အဲမြန်မာတန်တပုတ်ဆိုဘူးပါလေအဲ့ဒါတော့ ဟိုစပြီးပထမအဦးဆုံးပေါ့နော်ဒါပေမဲ့ဂျားထဲမှာမဆိုးဘူးဖြစ်ပါဘူးဒါအခုမှပထမအဦးဆုံးဆိုင်းဝိုင်းနဲ့ဆိုးဘူးတာပါဒါပထမအဦးဆုံးအချိန်ပါဟုတ်ကျွန်တော်ကိုယ်ရင်လေးပြောရရင်တော့နှစ်ပုံလုံးဆိုးရဲ့အချိန်မှာကျွန်တော်လက်တွေတုံနေသေးပါဒီနေ့လည်းအရန်ခုံနေပါရဲ့ဘာလို့ဆိုအောက်မှာဆိုလို့ရှိရင်လည်းဒီလိုမျိုးဝါရင်တပါရဲ့အအမှုပညာရှင်တွေကဏ္ဍဝင်အစိုးရတွေပြီးလို့ရှိရင်ပွဲလာတဲ့ပြိတ္တဲ့ပြိတ္တတွေပြီးတော့ကျွန်တော်စိန်စပယ်ဘူးစိန်တိုက်ကကျွန်တော်မန္တလေးရပါပဲအဲသူတို့မိသားစုဆိုလို့အမှုပညာနဲ့မစိန်တဲ့တော့ကြောင့်မလို့အဲ အရန်ကိုတို့အမှုပညာဉာဏ်တွေဆိုတော့တို့ရှင်မှာအမားယွန်းဖြစ်မှာအရန်ဆိုပါရဲ့ဒါပေမဲ့အမားယွန်းလေးတွေလည်းပါပါတယ်တို့ပဲမဲ့လဲနားလည်မှုလေးနဲ့အဲနားလည်ပေးကြပါခင်ဗျစူးစမ်းထားပါတယ်အော်မြူမောင်ဝီကင်းကတော့အဓိကအဲ့လိုမျိုးအခါကြီးရဲ့ကြီးတိုင်းမှာအတိတ်နမိတ်ကောင်းတဲ့သင်းလေးတစ်ပုဒ်လို့ကျွန်တော်အဲယူဆလို့ဒါလေးဆိုဖြစ်တာပါခင်ဗျာဟုတ် Guru Jinnah Guru do Guru Jinnah ါအဓိကကတော့အဲ့လိုမျိုးဖိတ်ခေါ်မှုရှိမလားမရှိဘူးလားတဲ့အဓိကဟိုကျွန်တော်ကဟိုလူငယ်တယောက်အနေနဲ့မြန်မာမှုအမှုပညာပေါ်မှာလည်းတံမိုးထားရဲဆိုတဲ့အကြောင်းလေးပဲသိစေချင်တာပါအဲဘာလို့ဆိုတော့ဟိုကျွန်တော်တို့လို့အခုဒါဆိုလို့ရှိရင်ပြည်သက်တွေလာရဲချိန်မှာသူပုံမှန်အားဖြင့်မြန်မာတဲ့နားမထောင်ပြစ်တာများပါလိမ့်မယ်ဒါပေမဲ့လည်းအခုကျွန်တော်ဆိုပြရဲခါမှာတော့သူနားထဲမှာဒီတစ်ခါဝင်သွားတယ်ပေါ့နော်အဲ့လိုမျိုးလေးပဲ အဲမြန်မာတန်လေးကိုမြန်မာမှုကိုချပြခွင့်ရနေတယ်ဝမ်းသာပါပြီခင်ဗျဒီထက်ပိုပြီးတော့လေကျွန်တော်တို့မြန်မာမှုကဟိုထင်ပေါ်တက်มาရဲ့အဲဆိုတော့လေဟိုမထင်ပေါ်ဘူးလို့တော့ပြောတာမဟုတ်ပါဘူးလူငယ်တွေအနေနဲ့လေဟိုပုံမှန်နားထောင်နေကြတချင်းနေတယ်မှာလေမြန်မာတချင်းနေလေပါတက်มาရဲ့အားကြောင့်မို့လို့ဒီထက်ပိုပြီးတော့ဟိုတက်နိုင်တယ်လောက်ကိုနိုင်တယ်လောက်လေးတော့စွမ်းတယ်လောက်လေးတော့ဟိုကြိုးစားတော့ပါမယ်သူတို့ရင်ွယ်နဲ့သူတို့ရင်ထဲကိုမြန်မာမှုအမှုပညာလေးလေရောက်သွားအောင်ဟုတ် ကျွန်တော်မကျွန်တော်မမတောင်းလို့မရတော့ပါဘူးကျွန်တော်မမပေးကြတော့ပါဘူးအဲ့တော့ကျွန်တော်ပဲကြောက်တာပါကျွန်တော်ငငယ်ကလေးကလည်းကြောက်လို့ရှင်တော့မမတောင်းလို့မရှိပါဘူးအဓိကတော့ဟိုတစ်နှစ်လုံးမှာကိုယ့်ရဲ့အပြစ်တွေဟိုတူတူနေလို့လူကြီးရေဆိုရင်ပို့ပြီးတော့အပြစ်ရှိရယ်လीနော်စိတ်ဤပြင်မာခြင်းကိုယ့်ဤပြင်မာခြင်းဟိုကိုတော်မသိလိုက်တဲ့အချိန်မှာလည်းအပြစ်ကရှိရယ်ဆိုတော့ဒီလိုအချိန်မျိုးမှာဒါဝင်ချတောင်းမှန်ပြီးတော့ကြောက်ရတဲ့အဲအလေးထားလို့ကျွန်တော်ယူဆရအဲကြောင့်မမကတော့ပုံမှန်အဖြစ်မတောင်းပြပါဘူးပြီးရင်တော့ယူတာပေါ့နော် ဆိုရတာတော့လည်းကြောက်တာပါ။မကြောက်တာပေါ့ခင်ဗျာ။ကြောက်တာပေါ့။မလေးကိုကသူ့ကိုပြန်ကြောက်နေရတာ။ဘာလို့လဲ။ဒီဆက်တဲ့သူ။ဆက်နေတာမျိုးဘယ်လိုမြင်လဲပြောပါဦး။ချစ်စရာလေး။ကောင်းနေကောင်းနေ။ဘာဖြစ်ဆိုပေးတယ်ဆိုတာပဲ။ဒီတချင်လေးကိုတံပိုးတယ်ထားတယ်ဆိုတာပဲ။ကိုကရှင်းနိုင်ရ။ရှင်းနိုင်တယ်။ဟုတ်ကဲ့။ငါတို့ရဲ့တာဝန်တွေကိုအခုံးပြောင်းပေါ့။အခုံးပြောင်းပေါ့။နော်။တို့တွေကလည်းတတ်နိုင်သလားဗမာသားမျိုးကိုကြိုးကြိုးစစစဆိုပြီးပြီး ကျိုးစားပြန်ဝေပြီးပြီအဲ့တော့လိုချင်တဲ့လူတွေကယူပါပြီးရင် ပြန်ဖြန့်ဝေပါဒါသူတို့တာဝန်ဖြစ်သွားတယ်နောက်ဒီကလေးလေးကအထူးသဖြင့်ဒီကလေးလေးကအခုခေတ်ဒီစတူဒီယိုမှာတက်တက်လှုပ်ဖြစ်နေတဲ့ကလေးလေးကဆိုပြီးလဲဆိုတော့ငါတို့ကချစ်လဲချစ်တယ်ကျေးဇူးလဲတင်တယ်တန်ဖိုးလဲတားတယ်ချမ်းရင်ဒီချစ်တယ်ဘယ်နဲ့ချစ်

ငါနင်းနေတော့တုံလောက်သွားရတယ်လားဒီကလေးလေးကအဲ့ဒါဆူတယ်တော့ဆိုပြီးတော့ဟိုမထင်မိဘူးမထင်မိမထင်ဘူးသူပြိတ္တနဲ့သူအရွယ်နဲ့ဟာဒါကိုသူစိတ်ဝင်စားတယ်ဆိုတော့တော်တော်လေးစားဖြစ်ပါတယ်သားရဲ့ ကျေးဇူးလက်တင်တယ်နော်တရင်မလာကျွတ်ပြီးဆိုတော့စိတ်တွေလည်းပဲဒီလိုတရင်ကျွတ်ဒီလိုချွတ်ချွတ်လွတ်လွတ်ပျော်ရွှင်နိုင်ကြပါစေလို့စတောင်းပေးပါတယ်